အဖက်6လက်နဲ့ဆောင်ကယုံကြည်သူတိုင်းနဲ့တက်ဆိုင်တဲ့အရာလား။အဲ့တော့ရောမမရေးခဲ့တယ်ပြီးအဖက်အတင်းတော့ကိုရေးထားတဲ့စာဖြစ်တဲ့အခါမှာယုံကြည်သူတွေနဲ့ရောဒီချိန်ဒီနေ့ဒီချိန်မှာဘောနော်ကျွန်တော်တို့နဲ့သက်ဆိုင်နေသေးလားဆရာကျွန်တော်တို့နဲ့လုံးဝကိုသက်ဆိုင်နေလို့ဟုတ်ကဲ့အဲ့ဒီတုန်းကရုပ်တုကိုကိုွယ်တဲ့ပုံစံလှုပ်တဲ့ပုံစံနော်ဒီဖျားကိုမတိတဲ့ဆန့်ကျင်တဲ့ဘာသာရေးတွေကအခုလက်ရှိနေတယ်ရှိနေသေးတယ်ဟုတ်နောက်ပြီးတော့ ဖះကဝိညာဉ်ဇိုးတွေနဲ့ပတ်သက်ပြီးတော့စီရင်ချက်မချသေးဘူးဟုတ်ကဲ့ပြောချင်တာသူတို့အလုတ်လုံနေစေအလုတ်လုံနေတဲ့အတွက်ကြောင့်မလို့နေတဲ့သူကကျွန်တော်အသက်ရှင်ခြင်းမှာသူတို့အနောက်ရှက်ပေးမယ်อืมဆိုတော့ဒီတစ်ချက်လေးပေါ့သခင်ယေရှုရှိတော့ဟာသခင်ယေရှုကိုလေအများနဲ့အနောက်ရှက်ပေးတယ်ဟုတ်ကဲ့ဒါပေမဲ့အခုသခင်ယေရှုမရှိဘူးလားရှိတယ်သခင်ယေရှုကအသက်ရှင်စေဒါပေမဲ့ तू အသက်ရှင်စေဖြစ်တော့ဘု து အနောက်ရှက်မလဲ ူနောက်လိုက်တယ်သူယုံကြည်တဲ့သူတွေဒါပဲဒါကြောင့်မလို့ကျွန်တော်တို့ကဒီယုံကြည်သူတွေနားလည်ရမယ်ဟုတ်ကဲ့အရန်ရေးကြည့်တယ်ဝိညာဉ်လက်နဲ့စုံတယ်ဒါတွေကိုတတ်ဆင်ထားဖို့ကျွန်တော်တို့အတွက်ဤတိုင်းတတ်ဆင်ထားဖို့လိုအပ်ပါတယ်